ကယားပြည်နယ်လွိုင်ကော့မြို့မှာရှိတဲ့လော်ပီတာရေရလျက်စစ်ဆေးရုံနှစ်ကိုပြင်ဆင်နေတာဟာ80ရာခိုင်နှုန်းကျော်ပြင်ဆင်ပြီးစီနေပြီလို့ကလျက်စစ်နယ်စွဲရင်ဝီကြီးဌာနလျက်စစ်တရားထုတ်လုပ်ရေးလုပ်ငန်းကတည်ရပါတယ်လော်ဘီဒါရေရလျက်စစ်စီမံကိန်းမှာအသုံးပြုနေတဲ့ဆက်ပစ္စည်းတွေဟာနှစ်ပေါင်း90ကျော်ကြာနေပြီဖြစ်တဲ့အတွက်အချို့ဆက်ပိုင်းဆိုင်ရာတွေကိုဂျပန်နိုင်ငံရဲ့အကူအညီနဲ့ပြန်လည်ပြုပြင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လော်ဘီဒိုင်ရေရလျက်စစ်စက်ရုံအမှတ်နှစ်ဟာလျက်စစ်တပ်အား168မဂါဝတ်ကိုထုတ်လုပ်ပေးနိုင်တယ်လို့ဘလူးချောင်းပေါ်မှာနောက်ထပ်ရေရလျက်စစ်စက်ရုံနှစ်ခုထပ်ရှိသေးတယ်လို့သိရပါတယ်မြန်မာနိုင်ငံအတွက်လိုအပ်တဲ့လျှက်စစ်ပမာဏကတစ်နှစ်ကိုမဂါဝတ်2300ကျားလိုအပ်နေတာဖြစ်ပြီးအခုလော်ဘီတိုင်းရေရလျှက်စစ်စက်ရုံနှစ်ကတော့168မဂါဝတ်သာထုတ်ပေးနိုင်သေးတဲ့အတွက်နောက်ထပ်လျှက်စစ်ထုတ်လုပ်ပေးနိုင်မယ့်စက်ရုံတွေတည်ဆောက်ဖို့လိုအပ်နေသေးတယ်လို့လော်ဘီတိုင်းရေရလျှက်စစ်စက်ရုံအမှတ်နှစ်လျှက်စစ်ထုတ်လုပ်ရေးလုပ်ငန်းကအင်ဂျင်နီယာမှုဦးရနိုင်အေးကပြောပါတယ်။ တမဲကနစ်စင်နစ်စင်တိုးတိုးနေတာအဲ့တော့လက်ရှိဆိုရင်ဘာပြောပြောကျွန်တော်တို့တနိုင်ငံလုံးဆိုမီဂါဝတ်2000နဲ့3000ကျားမှလိုနေတယ်အဲ့တော့လာမယ့်နေရာဒီဆိုရင်ဒီထက်မကနောက်ထပ်300မီဂါဝတ်လောက်ထက်တက်ဖို့ရှိပါတယ်အဲ့တော့ဒီမှာထုတ်နိုင်တာက168မီဂါဝတ်ဆိုတာကဘာပြောပြော percentage နဲ့တွက်လို့ရှိရင်ဟိုတက်မဆက်တော့မရှိပါဘူးမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုဆိုလို့ရှိရင်ဓာပိဆက်ယုံအစ်စ်တွေတိဆောက်ဖို့လိုတယ်အဲ့တော့လူတွေဆိုတာကကျွန်တော်တိုက်တာဆောက်တွေဆောက်တယ် ဟာလာစက်ရုံနေစောက်တယ်ဆိုတော့ရက်တက်မတော်ပါဘူးအဲထိုနည်း၎င်းပဲကျွန်တော်ဓာဘီစက်ရုံဆိုလည်းအစင်စက်မပြတ်စောက်နေမှဒါအခုလိုအပ်တဲ့ demand ကိုကျွန်တော်တို့ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်လော်ဘီတရေရလျက်စစ်စက်ရုံကရေရင်းမြရရှိနိုင်မှုအတွက်အင်းလေးရေကန်ကိုအဓိကထားနေရတာဖြစ်ပြီးလက်ရှိအချိန်မှာအင်းလေးရေကန်ရေရုံနဲ့သွားတဲ့နေရာဒီလိုအချိန်မျိုးဆိုရင်လျက်စစ်သုံးဆွဲတဲ့ပြည်သူတွေစီကိုလျက်စစ်အပြည့်အဝမပေးနိုင်တာမျိုးတွေရှိတယ်လို့လျက်စစ်စက်ရုံကတာဝန်ရှိသူတွေကပြောပါတယ် ။နောက်ပိုင်းမှာလည်းအင်းလေးရေကန်ခန်းချောက်လာနိုင်တဲ့အခြေအနေကြောင့်တရားစစ်နဲ့စွန့်ရင်ဝီကြီးဌာနအောက်မှာရှိတဲ့ရေရလျက်စစ်အကောင့်တဲ့ဖော်ရေးဦးစီးဌာနကအင်းလေးကန်ရဲ့နှုံးနယ်ကြမှုဘလူးချောင်းရဲ့နှုံးနယ်ကြမှုတွေကိုလေးလာဆက်စစ်မှုတွေပြုလုပ်နေတယ်လို့လျှက်စစ်နဲ့စွန့်ရင်ဝီကြီးဌာနလျှက်စစ်ထုတ်လုပ်ရေးလုပ်ငန်းကလက်ထောက်အင်ဂျင်နီယာချုပ်ဦးမြတ်စိုးကျော်ကပြောပါတယ်။ပြမ Water Source ဒီအင်းလေးကန်အာဖြစ်ဒါကြောင့်အင်းလေးကံမှာဒီမရှိတော့မရတော့ရင်ကိုယ်စိတ်ဝင်ရက်ဖို့ပဲရှိတယ်။အင်းလေးကံတစ်ခုလုံးကိုပြန်ပြီးတော့ back to normal တော့မရနိုင်ဘူး။ က်စစ်နဲ့စွမ်းအင်ဝင်ထဏာတပတ်မြင့်ကျင်းတော့မတူဘူး DHPI ဆိုတာရှိတယ်။ real လက်စစ်ကောင်ထယ်ဖို့ရေးဦးစီးထဏာ။အေးဦးစီးထဏာဘာလို့နေလဲဆိုရင်အင်းလေးကန် traverse section survey ငါတို့မိုးရက်ကန် traverse section survey နောက်ကဘူးချောင်း traverse section survey အဲ့ဒါတွေတိုင်းနေ။တိုင်းရဆိုတော့ no အနေနဲ့ဘလောက်ပို့ချပြီးလို original ကဘလောက်ရှိတယ်။အဲ့ဒါကိုခံမှန်ပြချက်နံမို့တယ်။အဲ့ဒီ survey လုပ်မှာတော့လုပ်တယ်။ လော်ပီဒါရေအားလျက်ဆစ်ဆက်ယုံနှင့်ကိုဂျပန်နိုင်ငံရဲ့ချင်းဝေကူညီနဲ့2014ခုနှစ်ဇူလိုင်တရက်ကစတင်ကပြုပြင်နေတာဖြစ်ပြီးအပိသက် ပြင်ဆင်မှုကိုတော့2016ခုနှစ်ဖေဖော်ဝါရီလရက်မှာအပိသက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရှီယားလျက်စစ်စက်ယုံနှင့်ပြုပြင်ဖို့အတွက်ဂျပန်နိုင်ငံရဲ့ချင်းငွေအထောက်ပံ့ချင်းငွေဂျပန်ယန်တန်ပေါင်း6600ကျော်ရရှိခဲ့တယ်လို့သိရပါတယ်ဒီသတင်းကိုစာတွင်နေပြူတို့ကရန်အောင်ထုံးကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေကတင်ဆက်ထားတာပါ